င်္ဂလာပါကျော်ဒီနေ့မှာတော့ Viber ကပို့လိုက်တဲ့မှတ်ပုံတွေကို Photoshop မှာ print jacket ထုတ်တဲ့နည်းလေးကိုတစ်ချက်တည်းကြောက်အောင် print jacket ထုတ်တဲ့နည်းလေးကိုမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီရှေ့မှာ Viber ပို့လိုက်တဲ့ဒီ file နေဓာတ်ပုံတွေကိုကျွန်တော်ရှေ့မှာ print ထုတ်ထား print ထုတ်တဲ့နည်းလေးကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်အဲအဲ့ဒီအောက်မှာကျွန်တော်ကဒီမှတ်ပုံတွေအဲဒီ jacket ကိုပေါ့နော်တစ်ချက်တည်းကြောက်အောင် ထုတ်တဲ့နည်းလေးကိုသိကျင်တယ်ဆိုရင်အဲ comment လေးမှာရေးပေးခဲ့ဆိုပြီးတော့ကျွန်တော်ပြောခဲ့ပါတယ်အဲ့ဒီမှာကျွန်တော်ကဒီ မှတ်ထားတဲ့သူတွေပေါ့နော်အဲသိကြပါရဲဆိုတဲ့သူတွေအတွက်ကျွန်တော်တင်ပေးလိုက်ပါပြီအဲ့တော့ကျွန်တော်ကဒီ Viber နေပို့လိုက်တယ်ပို့လိုက်တဲ့ဒီ file နေပေါ့နော်ဓာတ်ပုံနေ file နေဒီလိုမျိုးမှတ်ပုံနေပေါ့နော်မှတ်ပုံနေဆိုရင်ကျန်တဲ့ file နေကြောကိစ္စမရှိဘူးကျွန်တော်မှတ်ပုံနေရကြတော့ကျွန်တော် Viber နေပို့လိုက်တယ်ပို့ပြီးတဲ့ file ကိုကျွန်တော် print ထုတ်မယ်ဆိုရင်ဒါကြော့ကတ်ထုတ်ဖို့အတွက်အဲတော်တော်လေးကိုခရင်ပါတယ်ကြောကတစ်ထက်တည်းလုံးဝတစ်ထက်တည်းကြောက်ဖို့အတွက်ကျွန်တော်တို့ကအဲလုံးဝကိုခရင်ပါနော် အဲ့တော့ကျွန်တော်ကဒီ Viber နေဒီလိုမျိုးပို့လိုက်တဲ့ပုံလေးဆိုလို့ရှိရင်ကျွန်တော်ဒီလိုမျိုးတစ်ချက်တည်းဖြစ်အောင်ထွက်ပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုလေးကိုကျွန်တော်တို့ဆုံးလိုက်လိုက်ကြည့်ပေးပါနော်တကယ်တော့အရင်ဆုံးအနေနဲ့ကျွန်တော်တို့က Viber ထဲဝင်လိုက်ပါ Viber ထဲမှာကိုယ့်ကိုပို့ထားတဲ့ဓာတ်ပုံလေးတွေအဲဒီပုံလေးတွေကိုစေလိုက်ပါနော်အဲ့တော့ကျွန်တော်ကတော့စေပြီးသွားပြီစေပြီးသွားတဲ့အတွက်ဒီ Viber ကိုပိတ်လိုက်ပြီးတော့ Photoshop ထဲဝင်လိုက်ပါမယ်အဲ Photoshop ထဲမှာရှိတဲ့ဒီဖိုင်လေးတွေကိုကျွန်တော်ဖြည့်လိုက်ပါမယ်နော်ဒီဖိုင်လေးတွေလည်းဖြည့်လိုက်မယ်ဒီစာတန်းလေးလည်းကျွန်တော်ဖြည့်လိုက်မယ်နော်โอเค ပြီးသွားလို့ရှိရင်ဓာတ်ပုံလေးကိုခေါ်ပါမယ်နော်အဲ့တော့ကိုကဒီစေ့ထားရဆိုလို့ရှိရင်ကိုရဲ့ file ထဲမှာရှောင်းနေပါလိမ့်မယ်ကျွန်တော်တို့ဒီမှာ download ပြုလုပ်ထားဖြစ်တဲ့ download ထဲမှာရှိပါတယ်အဲဒီ map ပုံလေးလေးတစ်ခုကိုခေါ်ပြီးတော့ open ဆိုပြီးတော့ဖွင့်ပေးလိုက်ပါ okay ဒီမှာ map ပုံလေးလေးကဘယ်လိုဖြစ်နေလဲဆိုရင်ကျွန်တော်တို့ကဒီလိုမျိုးစောင်းနေတဲ့ map ပုံလေးနေရှိမယ်တဲနေတဲ့ map ပုံလေးရှိမယ်အဲ့တော့ကိုက map ပုံလေးနေစောင်းနေရဆိုရင်လည်းဒီ map ပုံလေးကိုပြန်လဲပြီးတော့အဲ့တဲ့အဲ့တဲ့အတိုင်းပေါ့နော်အဲ့တဲ့အတိုင်းဖြစ်ဖို့ကျွန်တော်တို့ကလိုအပ်ပါတယ် အဲ့တော့တဲ့မယ်ဆိုလို့ရှိရင်ဒီ crop do ပေါ့နော် crop do ပေါ်မှာ right click ကိုနှိပ်ပြီးတော့ကျွန်တော်ကဒီ perspective crop do ဆိုတာလေးရှိရနော် crop do ကတော့ကျွန်တော်ဓာတ်ပုံ site တွေဖြတ်တာပါအဲ perspective crop do ကကြာတော့ကျွန်တော်စောင်းနေတဲ့ဓာတ်ပုံတွေကိုအဲဒီပြန်တဲ့ရပါတော့စောင်းနေတဲ့ဓာတ်ပုံတွေကိုကျွန်တော်တို့ကတဲ့ပြီးတဲ့တူပေးပါအဲ့တော့ကျွန်တော်က perspective crop do လေးကိုယူပြီးတော့ဒီ map ပုံတွေလေးကိုစောင်းနေတဲ့အတွက်ကျွန်တော်ကအဲတဲ့လာအောင် ပြန်ပြီးတော့ perspective crop do လေးနဲ့တုံးပြရမှာဖြစ်ပဲပြီးရင် အနားခေါင်လိုက်ပါဒါဆိုလို့ရှိရင်ဒီတူးလေးကဒီမက်ဘုံလေးတွေကဒီ perspective crop တွေနဲ့တည့်ပြီးတိုင်းပေါ့နော်အဲနောက်တစ်ခုလည်းဒီတိုင်းလုံးလိုက်မယ် perspective crop တွေနဲ့တောင်လေးမှာတစ်ချက်တစ်ချက်ကျွန်တော်တို့လေးချက်လိုက်ပြီးတော့နှိပ်ပြရမှာဖြစ်ပါတယ်နှိပ်ပြီးတော့အနားလေးခေါက်ပြလိုက်ပါဒါဆိုရင်ကျောဒီမက်ဘုံလေးတွေကတည့်သွားပြီပေါ့နော်အဲတည့်သွားပြီဆိုလို့ရှိရင်ကျွန်တော်မက်ဘုံလေးကို site ဖြတ်ပါမယ် site ဖြတ်ဖို့အတွက်ကကျွန်တော်တို့ဒီပေါ်မှာ crop 2နဲ့ဖြတ်ပြရမှာဖြစ်ပါတယ်အဲ့တော့ crop 2ကိုကျွန်တော် site တက်မှတ်ပါမယ် ခရော်တူလေးယူလိုက်ပြီဆိုလို့ရှိရင်ဒီအပေါ်မှာပေါ့နော်အပေါ်မှာကျွန်တော်တို့ကဒီပွင့်တဲ့ height ဆိုတာလေးထားပါထားပြီးသားဆိုလို့ရှိရင်ကျွန်တော်ကအခု map ပုံတင် site တွေကဘယ်လိုလာလဲဆိုရင်ဒါကတော့အရင်တော့ map ပုံတင် site ပေါ့နော် map ပုံတင် site က3 by 6 3 by 6 inch ပြီးရင်2 by 3 inch ရှိရဲ့အခုနောက်ပိုင်းဆိုလို့ရှိရင်ရောဘယ်လိုလဲဆိုရင်အဲ3 by 3 by 4ပေါ့နော် 3x4 inch ရှိမယ်နောက်တစ်ခုကဒီမှာဆိုရင်လည်းအဲ 2x 2.3ပေါ့နော်2.3ရဲ့ချက်ရှိပဲအဲ့တော့ဒီလိုမျိုး site တွေတက်မှတ်ပေးရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ကဒီမှာ3.6 inch 2.3 inch ဆိုပြီးတော့ site တက်မှတ်ပြီးသွားပြီ resolution ကိုလည်းကျွန်တော်သုံးရထားလိုက်ပြီသုံးရထားပြီးသွားပြီဆိုလို့ရှိရင်ဒါလေးကိုအနားခောက်ပေးလိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ map ပုံတင် site လေးကဒီလိုမျိုးလေးရတာမှာဖြစ်ပါတယ်ဒီနောက်ရှေ့ဘက်ကိုလည်းဒီလိုမျိုးလေး site တက်မှတ်ပါအနားလေးခောက်ပေးလိုက်ပါဒါဆိုလို့ရှိရင်ကျွန်တော်တို့က map ပုံတင်လေးကို site တက်မှတ်ပြီးသွားပါပြီ ပြီးတော့အဲ့သူ့ကိုကွန်ထရိုးရဲ့ A select B အဲအရင်ဆုံးကျွန်တော် select မပေးခင်ဘာလို့မလဲဆိုရင် document အသေးလေးခေါ်ပေးပါအဲ့တော့ကျွန်တော်ကဒီမှာဆိုရင်ဒီဟာလေးကိုပိတ်လိုက်မယ် control W နဲ့ပိတ်ပြီးတော့ file date ပေါ့နော် blank document လေးအသေးခေါ်ပေးပါမယ် file ထဲမှာရှိတဲ့ကျွန်တော်နေယူနှိပ်လဲရပါတယ်ဒါမှမဟုတ် control ရဲ့ N နှိပ်လဲရပါတယ်နော်ကျွန်တော်တော့ A4 နဲ့ထုတ်မှာဖြစ်တဲ့အတွက် A4 seminar လေးတခုခေါ်လိုက်ပါမယ်။ A4 seminar လေးကိုခေါ်ပြီးသွားပြီဆိုလို့ရှိရင်အဲဒီမှာဆိုရင် solution ကို300ထားမယ်။ပြီးရင် ကာလာမုတ်ကို RGB ကာလာထားလိုက်မယ်ကျွန်တော်တို့အဖြူမဲထုတ်မှာဖြစ်တဲ့အတွက် gray scale ကိုထားလိုက်ရအောင်နော်အဲ့အစင်ပြာထားပါတော့ကျွန်တော်တို့ RGB ထားလိုက်မယ်ပြီးရင် gray ဆိုလိုနေလိုက်ပါဒါဆိုရင်ကျွန်တော် A4 seminar လေးရလာပါပြီအဲ့တော့ A4 seminar လေးရလိုက်ဆိုလို့ရှိရင်ကျွန်တော်ကဒီအစောအမတ်ပုံလေးလေးကိုဒီမှာ copy ယူပြီးတော့ထည့်ပါမယ်အဲ့တော့အစောအဒီမတ်ပုံလေးလေးရှိပါတယ်ဒါလေးကို control ရဲ့ A control ရဲ့ selection ပေးရပါ control C က copy ယူတာပါပြီးရင် control ရဲ့ W ကပိတ်လိုက်တာပါเนาะဒီဖိုင်ကိုပိတ်လိုက်တာပါကျွန်တော်မစိတော့ဘူး အဲပြီးတော့ဒီခေါ်ထားတဲ့ document အစ်တထဲမှာ control ရဖူးရနေရာရှာပါပြီးရင်နောက်တစ်ပုံလည်းခေါ်လိုက်ပါမယ် control a copy ယူမယ် control c control ရ w နဲ့ပိတ်မယ် control ရ w no ပေါ့နော်အဲပြီးတော့ control ရဖူးရနေရာရှာလိုက်ရှာပေးလိုက်ပါနော်အဲဒါဆိုလို့ရှိရင်ဒီလိုမျိုးလေးကြာလာမှာဖြစ်ပါတယ်အဲအဲ့ဒီဟာကိုကျွန်တော်တို့ကဒီအပေါ်မှာပေါ့နော်ပေါ်မှာပေတံလေးရှိပါတယ်ပေတံကကျွန်တော်တို့ကဒီပက်ပက်လေးမှာပေတံလေးရှိရဲ့ အဲ့တော့တကယ်လို့ပေးတယ်လေးမရှိဘူးဆိုရင်လည်းဒါ view ထဲမှာရှိတဲ့ဒီဒူးလားဆိုတာလေးကိုမှတ်ကြည့်လေးရှိပါမှတ်ကြည့်လေးဖြုတ်ထားရင်ဒီပေးတယ်လေးပျောက်နေပါလိမ့်မယ်အဲ့တော့မှတ်ကြည့်လေးရှိပါမှတ်ကြည့်လေးရှိပြီးသွားရင်ကျွန်တော်ကတော့ဒီပေးရပါတော့အဲဘယ်ဘက်ကနေပြီးတော့ဒီပေးတယ်လေးပေါ်မှာဖြည့်ပြီးတော့ဆွဲလိုက်ပါဒါဆိုရင်ကျွန်တော်တို့မြင်းလေးတစ်ခုရလာပါပြီနော်အဲ့တော့ဒီ map ပုံလေးကိုကျွန်တော်ပရင်ကြောကတ်ထုတ်มาဖြစ်တဲ့အတွက်ဒီပေါ့နော်ကြောကတ်ထုတ်มาဖြစ်တဲ့အတွက်သူ့ကိုတစ်ထက်သေးကြအောင်ကျွန်တော်တို့ထုတ်ပြရမှာဖြစ်တယ် ပုံမှန်ကျွန်တော်ဒီလိုမျိုးထုတ်ရင် print job ကထုတ်တဲ့အခါမှာတစ်ထက်ထဲမကြပါဘူးเนาะတစ်ဖက်ကအဲစောင်းရင်လည်းစောင်းနေမယ်တဲ့ရင်လည်းတဲ့နေပါဘူးเนาะဒီလိုမျိုးဖြစ်နေတတ်တယ်အဲ့တော့ကျွန်တော်ကတစ်ထက်ထဲကြအောင်ထုတ်ရှင်တယ်ဆိုလို့ရှိရင်ဒီမြင်းလေးပေါ့เนาะဒီပေတံပေါ်ကနေမြင်းလေးဆွဲလိုက်တယ်အဲဘေးမှာကျွန်တော် margin ဘက်မှာပေါ့เนาะနှစ်လက်မှထားလိုက်ပါမယ်အဲဒီမှာเนาะကျွန်တော်ဘယ်ဘက်မှာနှစ်လက်မှထားလိုက်တယ်ပြီးရင်နောက်တစ်ချောင်းထပ်ပြီးတော့ခေါ်လိုက်ပါညာဘက်မှာလည်းကျွန်တော်နှစ်လက်မှထားပေးလိုက်ပါ တော့အရင်ဆုံးအနေနဲ့ကျွန်တော်ကဒီအိတ်ကြော်နေရဖြစ်တဲ့အတွက်အိတ်နော်အဲဒီမှာရှင်းလက်မှတ်ထားကြော်နေရဖြစ်တဲ့အတွက်အဲဒီညာလေးကိုတတ်မှတ်ပါအဲတတ်မှတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်ဒီ6 point ပါနော်အဲဒီညာလေးမှာတတ်မှတ်လိုက်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ6ကိုကြော်တယ်ဒီမှာလည်းအိတ်ကိုကြော်တယ်ဆိုတော့ကျွန်တော်ကဒီမှာ2လက်မှဖြစ်နေပါလိမ့်မယ်ကျွန်တော်ဘယ်ဘက်မှာလဲကျွန်တော် margin ကို2လက်မှရှာရမယ်ညာဘက်မှာလည်း2လက်မှရှာရမယ် လည်းလည်းမှဒီရှန်ပြီးတော့ကျွန်တော်ရဲ့ဒီမှတ်ပုံတင်လေးကိုအဲဒီမှာကိုလိုချင်တဲ့နားလေးကိုရွှေ့ပါတော့ရွှေ့ပြီးသားလို့ရှိရင်ရှေ့ဘက်ကိုကျွန်တော်ကရှေ့ဘက်အရှံပေါ့နော်မှတ်ပုံတင်ရဲ့ရှေ့ဘက်ရှံကိုအဲဘယ်ဘက်မှာကတ်ပြီးတော့ကျွန်တော်တို့မှတ်ပုံတင်နောက်ဘက်အရှံကိုဒီညာဘက်ကမြင်းလေးဘက်ကိုကတ်ပေးလိုက်ပါဒီလိုမျိုးလေးကတ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှတ်ပုံတွေကိုတစ်ထပ်တည်းကြဖို့အတွက်ဒီလိုမျိုးလေးကတ်ပေးလိုက်ပါကတ်ပြီးသွားပြီဆိုရင်လည်းကျွန်တော်ကဒီပထမရှေ့ဘက်အရှံကိုထုတ်မှဖြစ်တဲ့ဒီနောက်ဘက်အရှံကို ောက်ဘက်ဆိုင်ရဲ့လေယာဉ်ကိုမျက်စိဒီနှိပ်ပေးလိုက်ပါဒါဆိုလို့ရှိရင်ဒီတရွယ်လေးကိုရှေ့ဘက်ဆိုင်လေးကိုပရင်ထုတ်ပါထုတ်ပြီးသွားပြီဆိုလို့ရှိရင်ဒါထွက်လာဆာဘယ်လေးထွက်လာပါလိမ့်မယ်အဲ့ဒီဆာဘယ်လေးတကဟိုဘက်ဒီဘက်ဆာဘယ်လေးကိုနှံပြီးတော့ထည့်ပါထည့်ပြီးသွားပြီဆိုလို့ရှိရင်ဒီရှေ့ဘက်အရှမ်းကမှတ်ပုံလေးကိုမျက်စိမိတ်ပြီးတော့နောက်ဘက်အရှမ်းကမှတ်ပုံလေးလေးကိုပြန်ပြီးတော့မျက်စိဖွင့်ပြလိုက်တာဒါဆိုလို့ရှိရင်ပြရန်ပရင်ထုတ်လိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့မှတ်ပုံလေးနေရာဟိုဘက်ဒီဘက်လုံးဝတစ်ထက်တည်းလုံးဝကျနေပါလိမ့်မယ် တော့အခုကျွန်တော်ပြောပြခဲ့တဲ့ညီလေးကတော့ကျွန်မှတ်ပုံတင်ကိုဘိုက်ပါပို့လိုက်တဲ့မှတ်ပုံတင်နေเนาะတခြားဒီပလက်ဖောင်းတွေကနေပို့လိုက်တဲ့မှတ်ပုံတင်တွေကိုကျွန်တော်တို့ကအဖိုလိုရှော့မှာ print joker တစ်ဆက်တည်းကြအောင်ထုတ်တဲ့ညီလေးကိုပြောင်းဝေပေးခဲ့တာပါဖြစ်ပါတယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဒီတခြားသိကျင်တဲ့ညီလေးရှိရဆိုလို့ရှိရင်လည်းအဲကျွန်တော်ရဲ့ဒီ comment လေးမှာဖိတ်ခဲ့ mark ခဲ့ပေးပါเนาะအဲ့တော့ကျွန်တော်ရဲ့ဒီ video လေးကိုအဆုံးထိကြည့်တဲ့သူ၅ယောက်ကို အဲဒီမှာကျွန်တော် Japan region TikTok account 5ခုကိုလက်ဆောင်ပေးတော့မှာဖြစ်ပါတယ်အဲအစုံထိကြည့်တဲ့သူဆိုလို့ရှိရင်အဲကျွန်တော်ရဲ့ဒီ video အောက်မှာ comment ဘန်ခဲ့ပေးပါဘလို့မဲမလဲဆိုရင် Japan region လို့ဘန်ခဲ့ပေးပါအဲဒီလူ5ယောက်ပထမဆုံး5ယောက်ကိုကျွန်တော်အဲ Japan region TikTok account လက်ဆောင်ပေးတော့မှာဖြစ်ပါတယ်အားလုံးဆင်နေကြပါစေခင်ဗျာ